လုံးချလိုက်။ဟောယုံလားတော့မသိဘူး။ဒီဖုန်းရဲ့ဈေးက9သိန်းခွဲတဲ့။ဒီဇိုင်းကလာအနေထားကိုလည်းတစ်ချက်ရှိုးကြည့်တာ။အလန်းကြီးလုံပေးတာလား။ခရောင်မီလီယံပြောင်းသွားဘက်တရီ1.8 megapixel main camera 120 480p display Helio G1 Ultimate ဒီလိုမျိုးစပတ်တွေပါတဲ့ official global ဖုန်းနှလုံးရဲ့ဈေးက9သိန်းခွဲဆိုတော့ခင်ဗျားစဉ်းစားလာကြည့်လိုက်တော့အဲ့လိုမျိုးပို့သုံးနိုင်နေဆိုရင်လည်း10သိန်းကျော်တန်ဖုန်းပါ Car 5G ဆိုတဲ့ model ရှိသေးတယ် သူကတော့ Boba 7နဲ့ဈေးကွာတယ်လို့ပဲပေါ့နော်ဒီဇိုင်း language ရော specification တွေပါအကုန်လုံးနှိပါကွာတယ်ကျွန်တော်ကတော့ Boba 7လေးကိုပို့ပြီးတော့စိတ်ဝင်လာတယ်အဲဘာလို့လဲဆိုတော့သူ့ရဲ့ဒီဇိုင်းကလာအနေထားနဲ့သူ့မှာတုံးပေးထားတဲ့ specification တွေကကျွန်တော် try to performance ratio အရတွက်မယ်ဆိုရင်ပေါ့နော်ကောင်းနေတယ်ပါလို့ပါငါသိကောဆိုတဲ့ဈေးနဲ့1.4 inch Full HD Black LCD display ရမယ်အဲတချို့ဆို 720p panel တွေတုံးနေကြတော့ပဲပေါ့နော်ပြီးတော့ G100 Ultimate ကလည်းသူ့ဈေးထဲမှာဆွာရတဲ့ပါတယ်အဲ 128GB နဲ့ 85GB ဆို version မျိုးရှိမယ် ပါဝါဘတ်နဲ့သုံးပေးလာတဲ့ခုနောက်မီလီယံပြဝါဘတ်ရီနဲ့45ဖလက်ချာလည်းဒီဖုန်းရဲ့အားသာချက်တွေရတကူပဲသူတို့အားနဲ့ချက်ကကင်မရာပိုင်းဖြစ်နေလားအဲ့လိုလည်းမဟုတ်ပြန်ဘာလို့အိမ်ကပစဲမိန်ကင်မရာအိမ်ကပစဲဆက်ဖီကင်မရာတွေကိုသုံးပေးထားတယ်အော်ဒီယိုဘတ်နဲ့ဒိုယမ်မဂျူစ်ယူစပီကာတွေပါမယ် IP64 လက်ဆောင်ဝါတာရစစ်စတမ်ကိုစာတီပိုင်းဖြစ်လာတယ်ပြီးတော့ Techno AI feature တွေနဲ့တူပေါ့နော် Google ရဲ့ Circuit to Search ကိုလည်းပုံလို့ရအောင်မယ်ဒါဆိုရင်တော့ Techno Power 7ကြောင့်တော်တော်များများသိသွားကြမယ်ဒီမှာလေအဲတခြားသိကျင်တာရှိသေးရဆိုရင်ကိုမအောင်ပြလိုက်ပါကျွန်တော်ပြန်ပြပြပါမယ်ဟုတ်ကဲ့ 你老公啊？